မင်္ဂလာပါရှင်ခေတ္တနွေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးအလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ရှော့တိုက်တွန်းဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးပြီးပြစ်စီထားသည့်ဂိုရောင်မီလောင်ပျက်စီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြံဖက်စကောင်းဆောင်မေအောင်လိုင်ကယနေ့ကြရောက်သည့်မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲသို့လာရောက်တဲ့ချိန်မှာမန္တလေးမြို့နန်းတွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်သို့ရှော့တိုက်တုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးပြီးပြည်စည်းထားသည့်ဂိုရောင်မီလောင်ပျက်စီးခဲ့ကြောင်းတပ်တွင်းသတင်းရှင်းမြစ်ထံကသိရှိရပါသည်။ အော်တိုဘာလ၄ရက်မနက်၆နာရီ15မိနစ်ခန့်တွင်မင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတက်ရန်ပြည်ဦးလွင်မှမန္တလေးသို့ရောက်ရှိလာပြီးနန်းတွင်ရှိအလေးပိုင်းတိုင်းစစ်ဌာနချုပ်လပခကျွဲမှခေတ္တဝင်ရောက်တိတ်ခိုခဲ့သည်ဟုတရင်ရရှိသဖြင့်ရှော့တိုက်တုံးနှလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းမန်းတက္ကသိုလ်ရှားပြည့်ပွဲတွင်မင်းအောင်လိုင်ကအရက်သားပြည်သူအများပြားကိုလူသားတိုင်းအဖြစ်အကားအကွယ်ယူပြီးပွဲတက်မည်ဖြစ်ရာအခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရာအတိအကျဖြစ်၍ပုံမှုလွယ်ကူသောလည်းအရက်သားပြည်သူများပါထိခိုက်မိကိုရှောင်ရှားလိုသော ောကြောင့်မင်းအောင်လိုင်းခိတ္တတဲခုံရလောက်ဖခအတွင်သို့သာပြစ်ခတ်တိုက်ခတ်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထိုတိုက်ခိုက်မှုတွင်ရှော့တိုက်တုံးတစ်လုံးသည်လောက်ဖခရှိပြစ်စီထားသောခိုးရောင်တစ်လုံးကိုထိမှန်ကနီးလောင်ပြက်စီခဲ့ပြီးစစ်သား၃ဦးသေဆုံးက၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒုတိယရှော့တိုက်တုံးဟာနန်းတွင်လောက်ဖခတိုင်ယုံ၏အရှိအကျောက်စာများရှိတဲ့ ရှေးဟောင်းပုံပြတ်သက်ရှိတလုံးကြရောက်ပတ်ခွဲခဲ့ပြီးတက်မိသားစုမှဈေးဆိုင်တွင်ထိုင်နေသည့်အမျိုးသားတအူးနှင့်အမျိုးသမီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ မင်းအောင်လိုက်မန္တလေးတက်ကတော့နှစ်တရာပြေပွဲလာတတ်တဲ့အချိန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲကိုရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်တာနန်တွင်လောက်ပါခတိုင်ရုံအရှိကျောက်စာတွေရှိတဲ့ရှင်အောင်ပုံပြတ်သက်ရှိတလုံးပောက်ခွဲခဲ့တာတက်မီသားစုကဈေးဆိုင်တွေထိုင်နေတဲ့အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရပြီးမဟုတ်ဦးပြက်စီတဲ့နောက်တလုံးကတော့လောက်ပါခထဲမှာရှိတဲ့ပစ္စည်းသားကိုယ်တော်တလုံးထိမှန်ပြီးမိလောင်ပြက်စီခဲ့တဲ့ရခိုင်ရစစ်သားတအုပ်လည်းတိတ်ဆုံနေတယ် ၄ဦးလဲဒဏ်ရာပြင်ထန်ရရှိခဲ့တယ်ဟုတက်တွင်းသတင်းရှင်မြစ်ကပြောဆိုပါရယ်အဆိုပါမစ်ရှင်ကို Bravewaras for Myanmar BWM ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ NMD PDF ဖွဲ့ PSF အဖွဲ့နဲ့ရတနာဘုံတပ်ဦးဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BWM ရဲ့ Mission 40အဖြစ်အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခြင်းဖြစ်ကြောင်းသိရှိရပါရယ် မနေ့စနေဝင်းကျဲမှာမင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားကိုတက်ရောက်ပြီးဖွင့်လှစ်ဖွင့်ပွဲဖွင့်လှစ်ခြင်းအမတ်တရစကားပြောခြင်းတက္ကသိုလ်အဆောက်အအုံများကိုကြီးစုစစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့ဒုတိယနိုဘယ်ဆုသဘွဲတင်စားကြသည့် Right Livelihood ဆု Justice for Myanmar ရရှိခဲ့မှုပေါ်နိုင်ငံတကာမီဒီယာများဂုဏ်ပြုဖော်ပြတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မြန်မာဆေးဥစုကိုသက်ဆိုးရှိစေရန်အားပေးကူညီနေသည့်ဝေကြီးကွန်ရက်များအဖြူပြန့်နိုင်ရေးဂျိုးပန်အထုံးမှုများကိုအလေးထားအသိမဲ့ပြုသည့်နေ့ဖြင့် Justice for Myanmar အဖွဲ့အား2025ခုနှစ်အတွက်ဂုဏ်သိက္ခာကြီးမားသော Right Livelihood အဝတ်စုကိုပေးရခြင်းမြင်ခဲ့မှုပေါ်နိုင်ငံတကာမီဒီယာများကအုံပြုဖော်ပြခဲ့ကြပါသည် right livelihood စုကို1980ခုနှစ်မှာတောင်ကဘာချမ်းမပြောင်းလဲပေါ်ဆောင်သူများကိုမိမောင်းထုတ်ပြဖော်ပြရေးအတွက်ဂုံပြုချင်းမြင်နိုင်ရန်စုအမျိုးအစားအသစ်နှမျိုးဖန်တီးထည့်သွင်းပေးရရေးတောင်းဆိုမှုပေါ် Nobel Foundation ကကန့်ကွက်ခဲ့ပြီးနောက်စတင်တည်ထောင်ပေးရခဲ့ခြင်းဖြစ်ပြီး right livelihood award စုဟာရှခိုကာမ Nobel ဆုပေးဒုတိယဂုဏ်သိက္ခာအကြီးမားဆုံးဆုဖြစ်ကမ္ဘာတဝန်းလက်ခံထားတဲ့အထင်ကရဆုတစ်ခု ဖြစ်လာခဲ့ပါတယ် ထို့စုကိုလူသားအလုံးအတွက်တရားမျှတ၍ငြိမ်းချမ်းပြီးရည်ရှိတည်ထက်သောကမ္ဘာတစ်ခုစီဥတီဂျိုးပန်းနေကြတဲ့ရဲရင်တီလူပုဂ္ဂိုလ်များဂုံပြူပန့်ဖို့ကုညီတိနေဖြင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီးစူးစားတင်ချင်းမြင်ခဲ့သည့်တပ်တန်း45နှစ်တွင်နိုင်ငံပေါင်း82နိုင်ငံမှစုရရှိသူ203ဦးကိုစုချင်းမြင်ခဲ့ပြီးလည်းဖြစ်ပါသည် အဆိုပါစုချင်းမြင်ကဲမှုနဲ့ပတ်သက်၍ Justice for Myanmar သည်ငွေကိုချေရခံလိုက်ပြီးမှုခင်းဤပညာသူတေသနာများကိုအသုံးပြုဖော်ထုတ်ခဲ့မှုများကြောင့်ကမ္ဘာတော်ဝန်ဆေးအုပ်စုနှင့်၎င်းတို့ဆက်ဆက်စည်းဝါးရေးလုပ်ငန်းများပြားသည့်နိုင်ငံတကာအစိုးရများ၏တန်ခတ်ပိတ်ဆို့မှုများချမှတ်ခံရခြင်းရင်းနှီးမြှုပ်နှံမှုများပြန်လည်ရုပ်သိမ်းခံရခြင်းများနှင့်ကြုံတွေ့ခဲ့ရကြောင်းထို့သို့ JFN ၏စူးစမ်းလုံဆောင်နေမှုများတွင်၎င်းတို့၏ရှေ့ဆောင်ဆန်းသစ်သောစုံစမ်းသူတေသနာအနီးနားများနှင့်ရင်းစွမ်းတတိများအတွက် right likelihood ုကိုပေးရချင်းမြင့်ခဲ့ခြင်းဖြစ်ကြောင်းစုရွေးချယ်ရေးဖွဲ့ကပြောကြားခဲ့ပါတယ်ထို့စုရရှိခဲ့ပြီး GFN ကဤစုသည်ကဘာကြီးကစောင့်ကြည့်နေကြောင်းနဲ့မြန်မာပြည်သူများအားမိယော့ထားလိမ့်မည်မဟုတ်ကြောင်းကိုမြန်မာစေုပ်စုနှင့်၎င်းတို့အားအပေထောက်ခံနေသူများထံရှင်းလင်းသည့်သတင်းစကားတရက်ပားလိုက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်ထို့ပြင်ယခုချိန်တွင်မြန်မာပြည်သူများနှင့်အတူရပ်တည်ပြီးစေုပ်စု၏ဘဏ္ဍာငွေကြေးအသက်သွေးကြော်များစစ်လက်နက်နှင့်လောင်စာဆီလမ်းကြောင်းများကိုဖျက်တောက်က၎င်းတို့အားကြားကန်ထောက်ပံ့ပေးနေသူများ များကိုအရင်ယူတာဝန်ခံစေရမည့်အချိန်ဖြစ်ကြောင်းမိမိတို့စူးစီလုံဆောင်နိုင်မှာကစုပေါင်းအပြင်မြန်မာစစ်ရာဇဝခိုင်ရာအပိသက်ဖြိုဖျက်ချိန်မုံနိုင်ကြောင်း Justice for Myanmar ကထုတ်ပြန်ထားတယ်လို့သိရပါတယ်ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့ចောင်းគុំမျိုးတွင်សិបិឆောင်များကိုရွှေកောက်ပွဲមេထက်យ៉ាងတនីပေးတဲ့ចောင်းကိုတင်ဆက်ပေးပါမယ်။ ARD တိုင်းចောင်းគុំမျိုးနယ်တွင်ရှိសិបិឆောင်များကိုអូតូវ៉ាတရက်က ထွေយុងយုံးទូខោយូកាឡាមេရွှေកောက်ပွဲ မေချေရန်တတိပေးခဲ့ကြောင်းသိရပါတယ်။ကျောင်းကုန်မြို့နယ်တွင်ရှိရက်ွက်ကျေးရွာများတွင်အခြားဒေသများမှဆေးပေးဆောင်ရင်လာရောက်နေထိုင်ကြသူများကိုယခုကဲ့သို့ခေါ်ယူတတိပေးခဲ့ခြင်းဖြစ်ပါတယ်။ ရက်ွက်ယာယီမှုကစီဝေးတက်ရမယ်ဆိုလို့သွားရတာလာမယ့်ရွှေကောက်ပွဲကြမင်းမထဲလို့မရဘူးပြောတယ်သူတို့ဆက်နဲ့ပေးရမှာဆိုပြီးအစမ်းနှိတ်ခိုင်းနေဟုရခိုင်ပြည်နယ်မှာစစ်ပေးဆောင်လာသူတို့ကပြောပါတယ် ARD တိုင်းတွင်ရှိငတိုင်းဆောင်ရေကြီးလေးမျက်နှာမြို့နယ်များမှာအာရခတက်တော်အေပူပေါင်းတက်များနေစစ်ကော်မရှင်တက်တို့ကြောင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသဖြင့်ဒေသခံများသည့်ဂျောင်းကုန်းပသိမ်ဟင်္ဒရာမြို့နယ်များသို့စစ်ဆောင်သူများပြားကြောင်းသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့ဗုဒ္ဓလင်း0ရွာကိုစစ်တပ်ကဝင်းရောက်စီးနေပြီးပြည်သူ9ဦးကိုဖမ်းဆီးကစစ်ဆောင်တဲများကိုမိရှို့ဖျက်ဆီးခြေရွာ6ခုမှာပြည်သူ9000ကျော်ဘေးလွတ်ရာကိုထွက်ပြေးနေရဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဗုဒ္ဓလင်းမြို့နယ်0ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်းရောက်စီးနေပြီးပြည်သူ9ဦးကိုဖမ်းဆီးကစစ်ဆောင်တဲများကိုမိရှို့ဖျက်ဆီးနေကြောင်းဗုဒ္ဓလင်းမိုဘိုင်းတင် BMD နဲ့ဗုဒ္ဓလင်းမြို့နယ်ဒေါင်ရစာပင်မတပိတ်စစ်ကြောင်းမှတာဝန်ခံကိုမိုးချိုးကပြောဆိုပါတယ်။ အော်တိုဘားလ3ရက်နေ့မှာမုံရမြို့နယ်နောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်လာသောအင်အား80ခန့်ပါစစ်တပ်စစ်ကြောင်းသည်ဘူးတလီမြို့နယ်ဇီရောရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးစစ်ဆောင်သူများနေထိုင်သောတဲများကိုမိရှို့ဖျက်ဆီးသွားကြောင်းသိရပါသည်။အဆိုပါကျန်းဖက်စစ်တပ်စစ်ကြောင်းသည်ဇီရောရွာမှာပြည်သူ9ဦးကိုလည်းလူသားတိုင်းပြေဖန်စီကလက်ရှိချိန်တွင်ခြေရွာထဲမှာတက်ဆဲထားပြီးခြေရွာအနီးတစ်ဝိုင်းမှာလည်းကင်းဘုံများချထားကြောင်းသိရပါသည်။လက်ရှိချိန်တွင်အကျန်းဖက်စစ်တပ်စစ်ကြောင်းကြောင့်မြို့ပေါ်ရွာပင်မဇီရောရွာထနာ ောင်းကုန်းရွာရွှေချောင်းလေရွာတရက်တူရိုးရွာနဲ့ထီတော်တင်ရွာတို့မှပြည်သူ9000ကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်ဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ စစ်ရှုံးနေတဲ့မင်းစီတန်ပြည်သူစစ်ကောင်းဆောင်ကစစ်ကောင်းစီနဲ့တွဲပြီး KIA PDF တွေကိုချိန်မုံမယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မှာစစ်ရှုံးနေတဲ့စစ်ကောင်းစီလောက်ကဝါရဆုပြည်သူစစ်ဖွဲ့ကောင်းဆောင်မင်းစီတန်ကစစ်ကောင်းစီနဲ့လက်တွဲပြီးကချင်လွတ်လပ်ရေးတမတော် KIA နဲ့ PDF တွေကိုချိန်မုံမယ်လို့ကြုံးဝါပြောဆိုခဲ့ပါတယ်။အောက်တိုဘာ၁ရက်ကကျင်းပတဲ့ဝါရဆုပြည်သူစစ်တပ်ဖွဲ့ရဲ့စစ်တနန်းစင်ပွဲမှာပြည်သူစစ်တပ်ဖွဲ့မှုကအခုလိုပြောဆိုခဲ့တာပါ။ KIA ပါဝင်တိုင်းဒေသလက်နက်ကိုင် င်တွေ PDF တွေဟာနိုင်ငံရေးအကြောင်းပြစုဖို့အုံကြနေတာလို့စစ်ကောင်စီလောက်ကပြည်သူစစ်ကောင်ဆောင်ကပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီကိုအနောင်တော်တက်မတော်လို့မင်းစီတန်ကပြောဆိုခဲ့ပြီးစစ်ကောင်စီကနိုင်ငံကိုကောက်ကွယ်ဆောင်ရှောက်နေတာလို့သူကပြောပါရယ်အမိနိုင်ငံပိုင်နယ်လို့သတ်မှတ်ထားတဲ့ရင်းမြေတွေကိုတခုမှပိတ်ထွက်မသွားရအောင်နောင်တော်တက်မတော်နဲ့လက်တွဲပြီးဒုဒရွေကောက်ကွယ်သွားကြရမယ်ဒါဟာဒုဒရွေရဲ့ဒါသမိုင်းပေးတဲ့တာဝန်ပဲဖြစ်တယ်လို့မင်းစီတန်ကတနန်းသားတွေကိုဝါရားပြန်စကားပြောဆိုခဲ့တာပါဒါအပြင်နိုင်ငံကိုအမှန်တကယ်ဦးဆောင်နိုင်မဲ့ပါတီနဲ့ကိုယ်စားလှယ်တွေကိုမဲပေးကြရမယ်လို့လည်းသူကပြောပါရယ်ရန်သူကိုရန်သူလို့ ောထားဖို့ရန်သူကိုနေလိုမီလိုခြင်းဖို့လွတ်လပ်ရေးနဲ့အချုပ်ချာအာဏာအတွက် မတိုက်လို့မဖြစ်၍တိုက်နေရကြောင်းရန်သူကအငြင်းခံလာရန်ခွင့်လိုစိတ်နဲ့ရန်သူကအငြင်းခံလာရင်ခွင့်လိုစိတ်နဲ့ပြုမှုဆက်ဆံဖို့စတဲ့ဟန်ပြပြောဆိုမှုတွေကိုမင်းစီတန်ကပြောကြားခဲ့ပါတယ်။ဝါရစုပြည်သူစစ်ဟာတနိုင်းလီတို့လမ်းတကျော်မှာစစ်ကောင်စီနဲ့အတူစစ်စင်ရေးတွေလှုပ်ဆောင်နေတာဖြစ်ပြီး KIA နဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ကချင်ပြည်နယ်ဘူတာအိုခိုင်ခေါလန်ဖူးမြို့မှာအာနာသိန်းစစ်တပ်ရဲ့စစ်စင်ရေးကို ထောက်ခံကြောင်းဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့တယ်လို့ဒေတာသတင်းရှင်းပြတွေကအသိပေးကြောင်းသိရှိရပါတယ်။